ရဲရရှိလူကစိတ်မမှန်နဲ့ရာဇဝဲကောင်တယောက်ကိုဖမ်းပြီးတော့တောထဲမှာတခြားကျင်းသားတယောက်နဲ့အတူထဲထားလိုက်ပါတယ်ပြီးတော့သူ့ရဲ့နေစဉ်မှာလက်ကင်းတာဝန်တွေဆက်လုပ်ဖို့လမ်းမတွေပေါ်မှာပြန်ထွက်လာပါတယ်။နိုင်ရောကြာပြီးတဲ့နောက်မှာလူကရဲစခန်းကိုပြန်ရောက်တဲ့အခါမှာကျက်သိမ်းမွေးချင်းထဆရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒါကတော့သူဖမ်းထည့်ထားတဲ့စိတ်မမှန်နဲ့ရာဇဝဲကောင်ကသူ့အချင်းဖော်ရဲ့ကိုတင်းအင်္ကာတွေကိုထုတ်ပြီးအရသာကန်စားတောက်နေရပါ။ဒါတွေအလုံးစတင်ခဲ့တာလွန်ခဲ့တဲ့ရဲတပ်တစ်ပတ်အနည်းငယ်ကပါ။ Alice Wixin ဆိုတဲ့လူမှုဝန်ထမ်းလူငယ်တူကတက်ဆက်ပြီးနေကောင် Garrett မြို့ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အိနာသူရဲ့လုပ်ပုံကမ္ဘာနဲ့တန့်ကိုမြို့ရဲ့မြို့ပြဒဏ္ဍာရီအကြောင်းအတူတူရှင်းပြထားပါတယ်။နမည်ဆိုးနဲ့ကြော်ကြားတဲ့မန္တလေးပန်းချံကြောင့်နဲ့အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့အရာတွေကြောင်းပြောပြပါတယ်။မြို့ပြဒဏ္ဍာရီကပန်းချံတယ်မှာအပြူရဆစ်ကျင်ကြောင့်လေကားကြီးတစ်ခုတခါတလေမြင်ရတတ်တယ်လို့ဆိုပါတယ်။လူကြီးတွေအဲ့ဒီလေကားပေါ်ဘယ်တော့မှမတိုက်ရဘူးလို့မှားထားတဲ့ကြောင်းလည်းပြောပြထားပါတယ်။အဲ့ဒီညနေမှာအဲလစ်နဲ့မူရီစီဆွေးနေတဲ့သူ့အမဇိုးတို့ဟာသူတို့အသင်ငားထားတဲ့အိမ်စီကိုကောင်းမွန်သွားကြပါတယ်။ ခဏနေတော့အိမ်ရောက်ပြီးအိမ်ပိုင်ရှင်လူးဝစ်နဲ့တွေ့ဆုံကြပါတယ်။လူးဝစ်ဟာအရင်ကတရေတောင်ဟောင်းတယောက်ဖြစ်ပြီးတော့သူ့ကိုပျောက်ဆုံးနေပြီးတဲ့နောက်ပိုင်းအလုထွက်ခဲ့တယ်လို့သိရပါတယ်။အခုတော့သူဟာတလိမ့်ဆန်ရုပ်တွေပြည့်နေတဲ့အိမ်ကြီးတဲ့အိမ်မှာတယောက်တည်းနေထိုင်နေတာပါ။နောက်နေ့မနက် Alice အခန်းထဲမှာလေ့ကျင့်ခန်းလုပ်နေတော့မသိတဲ့ဖုန်းနံပါတ်တစ်ခုကဖုန်းဝင်လာပါတယ်။ဖုန်းကန်လိုက်တဲ့အခါမှာတော့ဆေးရုံကဆေးရုံမှာရှိနေတဲ့သူ့မိရဲ့တန်ကိုကြားလိုက်ရပါတယ်။တနားစရာသူ့မိကြီးကသူ့ရဲ့အရင်ကလောက်ရက်တွေအတွက်တောင်းပန်ပြီးတော့ Alice ကိုသူ့ကိုလာခေါ်ဖို့တောင်းပန်ပြီးငုံယူနေခဲ့ပါတယ်။သူ့မိရဲ့တောင်းပန်နဲ့ကြားပြီးတော့အတော်လေးစိတ်ထိခိုက်သွားတဲ့ Alice ဟာဘာမှမပြောဘဲနဲ့ဖုန်းချလိုက်ပါတယ်။ နိုင်နေငယ်ကြာပြည့်နေမှာနတ်တန်ကအဲလစ်ကိုသူ့ရဲ့ပထမဆုံး client ဖြစ်တဲ့တန်ကြောင့်မာကတ်စ်နဲ့သူသမီးလေးအဲလစ်ပယ်တို့စီကိုခေါ်သွားခဲ့ပါတယ်။လက်မှာနတ်တန်ကဒေသခံအာနာပိုင်းကအဲလစ်ပယ်ကိုအင်းကနေခေါ်ထုတ်တော့မှာဖြစ်လို့ဒီတကောက်ကိစ္စကတော့ရှုပ်ထွေးနိုင်တယ်လို့အဲလစ်ကိုတတိပေးနေခဲ့ပါတယ်။အင်းနဲ့ client အင်ကိုသွားတဲ့လက်မှာ batcher block လို့ခေါ်တဲ့ရက်ွက်တခုကိုဖြစ်မောင်းသွားကြပါတယ်။နတ်တန်ကဒီမျိုးကိုကြွေးဝါတဲ့လုပ်ငန်းရှင်ဂျိုးဆက်ပိုင်းနဲ့အသားတော်ဘုတ်ဆက်ယုံတွေကနေတပိပိနဲ့တိဆောက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်။အဲဒီဂျိုးဆက်ဆိုသူကသူ့နာမည်ကိုတည်တည်နေနေပေးထားတာမကြိုက်လို့သူ့ဘဝတစ်ခုလုံးကိုအသားလုပ်ငန်းမှာပဲမြှောက်နိုင်လိုက်တာပါ။ သူရဲ့လူသမားတွေကလည်းဘက်ချပ်ပလော့ရက်ကွက်မှာနေထိုင်ကြပြီးတော့အဆကတော့အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဂျိုးဆက်ပြောက်သွားတာကြလို့ရက်ကွက်တစ်ခုလုံးအလောက်ကနေရက်တန်ပြီးတော့နောက်ဆုံးပြေးပြက်လိုက်ရပါတယ်။နာတကအဲလစ်ကိုဒီနေရာကိုနေပယ်ရောညက်ပတ်ပါဘယ်တော့မှတယောက်တည်းမလာဖို့တဲ့တတိပေးလိုက်ပါတယ်။ခဏကြာမှအဲလစ်တို့လူမှုဝန်ထမ်းတအိုးကမာကတ်ဆေးမိသားစုရဲ့အိမ်ကိုရောက်လာပြီးတော့ထဲဝင်ကြပါတယ်။နာတန်ကတန်ကြားတဲ့စကားပြောပြီးအာနာပိုင်နေလာတဲ့ခါမှာပြန်မခုခံမှုကြံပစ်လိုက်ပါတယ်။အဲဒီချိန်မှာခန်းထဲကဘယ်သူမှမသိလိုက်ခင်မှာပဲနေရကပေါလိကနေစပေးမရှိတဲ့ ကလေးပုံစံလူငယ်လေးတယောက်ဟာသူတို့ကိုချောင်းကြည့်နေခဲ့ပါတယ်။ခဏကြာမှတော့ Alice က Expect အိမ်ကိုတွားကြည့်လိုက်တဲ့အခါမှာကလေးမကကျမ်းပြေပေါ်မှာထိုင်နေတာတွေ့လိုက်ရပါတယ်။ကလေးမလေးကအနီရောင်ဝတ်ရုံဝတ်ထားပြီးတော့ဝတ်ရုံမှာလဲ Smart Mouse လို့ရေးထားတဲ့စာတန်းတစ်ခုတက်ထားပါတယ်။ Expect ကဒီဝတ်ရုံကို Metalian ပန်းချံကကစားခွင့်မှာတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကြောက်တဲ့ခါတိုင်းပန်းချံတွေကမိမပုံတဲ့တဲ့ပင်ကြီးအောက်မှာပုံနေတက်တယ်လို့ပြောပါတယ်။ အဲ့နောက်မှာသူတို့နှစ်ယောက်ကဆက်ပြောနေတော့မှအဲလီစ်ရဲ့အာယုံကနဲကအပေါက်တစ်ခုစီကိုယောက်သွားလိုက်ပါတယ်။အဲ့မှာဒူးဆက်နဲ့အတန်ကြားလို့ချောင်းကြည့်လိုက်ပြီးချက်ချင်းပဲသူ့ရဲ့လုပ်ဖို့ကံဘက်ကိုလမ်းခေါ်လိုက်ပါတယ်။ခဏနေတော့နတ်တန်ခန်းနဲ့ယောက်လာတော့အဲလီစ်ကနဲရဲ့ထဲမှာတစ်ခုခုရှိချောင်းပြောလိုက်ပါတယ်။သူ့ကိုထက်ကြည့်ဖို့လုပ်နေတော့မှပဲယုတ်တိရဲ့ခန်းထက်ကကပိတ်ပြီးတော့လော့ကျသွားပါတယ်။အချိန်လေးတည်းပိုဆိုးလာပါတယ်။သူတို့ကတန်ချာအော်တန်ကိုကြားနေခဲ့ပါတယ်။နတ်တန်ကစိတ်ချုပ်တွေးဆောင်နေပဲတကားကိုရိုက်ချိုးပြီးတော့အဲခန်းကိုပြေးထွက်သွားပါတယ်။အိမ်ထဲမှာလိုက်ရှာပြီးမယ်လေ။အမေနဲ့သမီးဘယ်တော့မှရှာမတွေ့ခဲ့တော့ပါဘူး။ဒီဒူးဆက်နဲ့ဖြစ်ပျက်တွေကိုတော့ အဲလစ်တို့လူမှုဝန်ထမ်းတို့ကရဲကိုဖုန်းခေါ်လိုက်ပါတယ်။ဒေသခံ Yescan ကလည်းအဓိကအရာရှိ Luke Venice ကသူ့အဖော်နဲ့တူအင်ကိုရောက်လာခဲ့ပါတယ်။သူကအာနာပိုင်နေမလာခင်မှာတန်ရာသူ့သမီးကိုခေါ်ပြီးတော့ထွက်ပြေးသွားတယ်လို့ထင်ပါတယ်။ဒီကိစ္စမှာရရှိတွေကဘာမှမတင်ကားစရာလို့မမြင်ခဲ့ပါဘူး။အဲညမှာတော့ပို့ပြီးတော့စိတ်ပူလာတတ်တဲ့ Alice က Esbel သူ့အိမ်နဲ့ဝင်ပုန်းနေမလားလို့တွေးမိလိုက်ပါတယ်။အဲဒါကြောင့်မဲဇိုးကိုဒီအမှုကြောင့်ပြောပြပြီးတော့နှစ်ယောက်သား Marcus အိမ်ကိုကားနဲ့အမြန်သွားကြပါတယ်။သူတို့ရောက်တာနဲ့စိတ်ပိုင်းဆိုင်ရာမူမမှန်နဲ့ဒိုင်ယန်ဆိုတဲ့ဒေသခံမျိုးသမီးနဲ့တွေ့ပါတော့တယ်။သူရဲ့လက်တွေမှာလည်းသွေးတွေပေးနေပြီးကဲကြီးတစ်လက်ကခြင်ထားပါတယ်။ ဲ့နောက်ဒိုင်ယန်ကယုတ်တရက်ရှိကိုခုံအုပ်လာပြီးတော့ဇိုးရဲ့မျက်လုံးကိုကက်ကြီးနဲ့ထိုးဖို့တလုပ်နေခဲ့ပါတယ်။ဒါမှလည်း Alex ကသူ့ကိုဆွဲဖယ်လိုက်ပြီးလွတ်သွားပြီးတော့ညီမညဟာ Marcus အိမ်နဲ့အမြဲပြေးဝင်ကပုန်နေကြပါတော့တယ်။အေကိုတေချာရှာပြီးတော့ Alex ကပန်းချောင်ကိုသွားပြီးမိမပုံတဲ့တဲ့ပင်ကြီးကိုသွားကြည့်ဖို့တဆုံးဖြတ်လိုက်ပါတယ်။ဇိုးကတော့ချမ်းရှိလေကတိမှထိုင်နေတဲ့စိတ်လေးတော့ပြီးတော့ချိန်ပြုံးနေခဲ့ပါတယ်။ဒါမှခဏကြာအနီရောင်ပွဲဆောင်တဲ့ကလေးတယောက် လမ်းပေါ်ကိုပြေးနေတာတွေ့လိုက်ရပါတယ်။ဇိုကအဲလစ်ကိုပြပြတော့ကလေးမပုံစံကိုသတိရပြီးတော့ဒါ is bell လို့ထင်ကလိုက်ဖမ်းပါတော့တယ်။ဒါမဲ့လေကလေးကမန်တာလီပန်းချန်တွေကိုပြေးဝင်သွားပါတယ်။ဒီကြမှာလဲအဲလစ်ကတော့ပန်းချန်ကိုရောက်နေပါတယ်။သူမိမပုံတဲ့တိပင်ကြီးကိုတွေ့လိုက်ရပြီးတော့တိပင်ကအရန်ကြီးမကပင်စီမာကြောက်ဆရာကောင်းနဲ့ငိုနေတဲ့မိမမျက်နှာပုံစံကိုဆွဲထားပါတယ်။အနည်းနာမှာလဲကလေးကစားဆရာကြီးနဲ့ပစိငယ်လေးပါတယ်တက်သားတဲဟောင်းလေးတစ်ခုရှိပါတယ်။အဲနော်အဲလစ်လဲတင်းနာပတ်လေကိုကြည့်နေတော့မှပဲအရေးကနေလူတယောက်ထွက်လာပါတယ်။သူက ကိုကိုကိုဂျိုးဆက်လို့မိတ်ဆက်ပြီးတော့သူ့ရဲ့မိသားစုကဒီပန်းချံကိုရင်ကပန်းခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲလစ်ကမိဘကိုပြန်မမေးခင်မှာပဲအဲ့ဒီလူကြီးကနှုတ်ဆက်ပြီးတော့တိတ်တိတ်လေးရှောက်ထွက်သွားပါတယ်။ဒီချိန်မှာဇိုးကခုနကကလေးနောက်လိုက်နေတဲ့မန်တာလီပန်းချံတွေကိုရောက်သွားပါတယ်။နောက်တော့သူကအဖြူအောင်လှေကလေးရှည်ကြီးတွေကိုရောက်သွားပါတယ်။အဲ့နောက်မှာတော့ကလေးကလှည့်ကြည့်ပြီးတော့လိမ့်ဆန်တဲ့ကောင်ကိုစားနေရတွေ့လိုက်ရပါတယ်။ဒီကမှာနေရောင်ဝှေ့ယုံနေသူကကလေးမဟုတ်ဘဲနဲ့စပင်းမရှိတဲ့ကလေးတယောက်ဖြစ်နေတာတွေ့လိုက်ရပြီးအဲ့ဒီကလေးရဲ့နာမည်ကတော့စမတ်မောက်ပဲဖြစ်ပါတယ်။ ကလေးမျက်နှာဖောင်းကနေတော့ဇိုးလဲကြောင်းလိုက်ပြီးတော့နောက်ကနေတောသွားနေတဲ့စမတ်မောက်ကသူ့စီကိုတိုးဝင်လာပါတယ်ဒါမဲ့လည်းခဏကြာမှရက်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့လေကတဲ့မှာဘက်စီလာနဲ့ခေါ်လို့ခေါ်တဲ့လင်းကောက်နေတဲ့တစ်ကိုင်းကြောက်တွေလိုတက်တော်ဝါတကောင်ပေါ်လာလို့ပါအဲ့နောက်မှာတော့စမတ်မောက်ဟာဘက်စီလာနဲ့ဂေါ့တိုနဲ့တူလေကောက်ပေါ်တက်ပြီးတော့အပေါ်ကတကားတွေကိုဝင်သွားပါတော့တယ်ကြောင်နေရဲဇိုးကလည်းမျိုးလုံးခဏမှိတ်လိုက်ပြီးတော့ပြန်ဖွှင့်တဲ့အခါမှာလေကားကြီးကပျောက်သွားပါတယ် နောက်နေ့မနက်မှာတော့ဆိုတော့ Marcus အိမ်ပြန်လာတော့ Alice ကသူ့ကိုစောင့်နေရတွေ့လိုက်ရပါတယ်။ညီမနှစ်ယောက်ကဖတ်ပြီးတော့သူ့အစ်ငါထားတဲ့အိမ်ကိုချင်းချင်းပြန်လာကြပါတယ်။အဲ့ဒီမှာဆိုတော့ပန်းချန်ထဲမှာမြင်တဲ့အရာကြောင့်တေးသေးချာချာမဟုတ်ပဲနဲ့သူ့ကောင်းနေရမြင်လာလားအပြင်မှာတကယ်မြင်လာလားမသိချာကြောင်းနဲ့ Alice ကိုပြောပြလိုက်ပါတယ်။အိမ်နောက်မှာတော့ဆိုတော့သူ့ရဲ့ပစ္စည်းတွေကိုထုတ်ပြီးဒီမျိုးကနေထထထထသွားတော်မယ်လို့ပြောပါတယ်။ Alice ကသူ့ကိုတောက်ဖို့တဲ့တက်တန်စူးစမ်းပြီးမှဇိုးကသူ့ခီးစာအိတ်ဆွဲပြီးတော့ဒေါသကြီးနဲ့ထွက်သွားခဲ့ပါတော့တယ်။ခဏကြာမှ Alice ကလူပိသက်စာကြီးကောင်သွားပြီးတော့စူညံခဲ့တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။ သူမကြီးကထောက်သားဖြစ်ကြောင်းဒိုင်းမမကြခင်မှာပြန်လာလိုက်မယ်လို့ပြောလိုက်ပါတယ်။စကားဆက်ဖို့တဲ့ဘေးနက်ကကြောင်ကြတဲ့မို့မှာချိန်ထားတဲ့တရင်သာဖြတ်ပိုင်းနေကြောင်းမေးမြန်းလိုက်ပါတယ်။လူဝိစ်ကဒါတွေကမကြသေးမိနေတဲ့တွင်မြို့ကနေပျောက်ဆုံးသွားတဲ့လူတွေရဲ့အကြောင်းတရင်ဖြစ်ကြောင်းတကယ်တော့အင်ပါရှင်လူဝိစ်ဟာဒီလူတွေပျောက်နေတာမိသားစုတစ်ခုကပြန်ပင်းဆွဲနေတာလို့တန်တရားရှိနေတဲ့သူဖြစ်ပါတယ်။ဝိစ်မိသားစုကလည်း1952ခုနှစ်ကတည်းကပျောက်ဆုံးသွားပြီးတော့တရင်ထွက်သွားပြီးမယ်။တချို့ကတော့နီးနားမှာပဲရှိနေပြီးအပြင်းမဲ့တဲ့လူတွေကိုတတ်နေတုံးမယ်လို့လူဝိစ်ကထင်နေပါတယ်။ရုတ်တရက်အဲလီစ်ရဲ့မျက်လုံးကတရင်စာဟောက်ဖြတ်ပိုင်းတစ်ခုပေါ်ရောက်သွားပြီးတော့ ဂျိုးဇဝေးရဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတယ်။အရန်ကြောင်းလက်တော်လို့ဆိုရတဲ့ဟာမင်းညကသူစကားပြောခဲ့တဲ့လူကြီးပဲဆိုတော့သိလိုက်ပါတယ်။ဒါပေမဲ့ဂျိုးဇက်ကဘက်စကားမှတ်တယ်မှာရှိနေတဲ့ဇိုးစီကိုချင်းကပ်သွားပြီးကိုကိုကိုမိတ်ဆက်လိုက်ပါတယ်။သူ့ရဲ့စိတ်ထဲမှာမတမားတဲ့အကြံတကူရှိနေတာထင်ရှားနေပါတယ်။နောက်နေ့မနေ့အဲလစ်ကလူးဝစ်ကိုဇိုးပန်းချန်ထဲမှာကြောက်စရာကောင်းတဲ့တစ်ခုခုမြင်ခဲ့ပြီးတော့ဘာလဲဆိုတော့မှပြောကြောင်းပြန်ပြောပြလိုက်ပါတယ်။အဲ့နာသူတို့ကပန်းချန်စီသွားကြပြီးတော့ကစားခွင့်လေကိုရောက်သွားပါတယ်။အဲ့ဒီမှာအဲလစ်ကအနီရောက်ဝင်ဆောင်ကလေးပုံစံတကောင်ကအဝေးမှာပြေးထွက်သွားတာမြင်လိုက်ရပါတယ်။ ဒါက Isbel ဖြစ်နိုင်တယ်ထင်ပြီးတော့ Empire Lewis ကိုတယောက်တည်းထားခဲ့ကလိုက်ဖမ်းခဲ့ပါတယ်။ခဏကြာမှတော့ Alice ကခလီယာ1950ပြည့်နှစ်ဝဲဆောင်ပုံစံဝေးထားတဲ့လူတယောက်စီကိုရှောက်သွားတာတွေ့လိုက်ရပါတယ်။သူတတိထားသွားပြီးတော့လိုက်သွားရကနေစိတ်ရှုပ်ထွေးဖွယ်ရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဘန်းကြံလေးမှာအပြော်လေကားရှိကြီးတခုရှိနေပါတယ်။ခုနကကလေးနဲ့လူကြီးရတဲ့အဲ့လီလေကားပေါ်တက်ပြီးတော့အပေါ်ဆုံးကတကားလေးကိုဝင်သွားပါတယ်။စိတ်ရှုပ်ထွေးကြောက်လန့်နေတဲ့အဲလစ်ကလေကားနားကိုချင်းကပ်သွားပြီးမယ်။ကြေလောင်းတဲ့ဆူညံတဲ့တခုကြတဲ့တိမိသွားခဲ့ပါတယ်။ခဏကြာမှတော့လူဝစ်ကအဲလစ်ကိုနှုတ်လိုက်ပြီးနှစ်ယောက်သားအိမ်ပြန်လာကြပါတယ်။သူတို့ရန်အန်အောင်သွားပါတယ်။ ။သူကလည်းအေးရဖန်ခန်းထဲမှာ1950ပြည့်နှစ်ပုံစံပွဲဆောင်လေးရက်နေတာတွေ့လိုက်ရလို့ပါ။သူကအဲလစ်ကိုသူအရင်ကဖြစ်ခဲ့တဲ့ပြဿနာတွေဒုက္ခတွေအားလုံးကနေအခုလုံးဝကောင်းသွားပြီးတော့ဘာမှမဖြစ်တော့ဘူးဆိုတဲ့သဘောနဲ့သူ့ကိုစိတ်ပူစရာမလိုတော့ဘူး။သူအရှင်းပြောက်သွားပြီလို့ပြောလိုက်ပါတယ်။ဂျီရိုတဲမှာလည်းအနီနာကကားတင်ချမ်းထဲမှာရဲရရှိလို့နဲ့သူ့အဖော်တာဝန်ထမ်းဆောင်နေုံဒိုင်းရန်ကသူတို့ကားကောင်းပေါ်ကိုပြုတ်ကျလာပါတယ်။တရားဆရာမျိုးသမီးကို1950ပြည့်နှစ်ပုံစံဝတ်ဆောင်နေဝတ်ထားတဲ့စိတ်မမတ်တဲ့လူတစ်ယောက်ကလိုက်နိုင်ကျင့်နေတာပါ။ လူခါအဲ့ဒီလူကိုမြေပေါ်အမြန်တွန်းချလိုက်ပေမဲ့အဲ့ဒီလူကထိုးဆန်းသွားပြီးဆက်ပြီးတော့ရင်းနေပါတယ်သူ့ရဲ့နာမည်ကတော့ Robert Page ဖြစ်ကြောင်းနဲ့လူကိုအထူးစီမံကိန်းတစ်ခုလုပ်မယ်လို့ပြောနေခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ပါဘာပဲဖြစ်ဖြစ်ရဲရရှိလူက Robert ကိုရဲစခန်းခေါ်သွားပြီးတော့တခြားကျင်းသားတစ်ယောက်နဲ့အခန်းထဲကိုထည့်ထားလိုက်ပါတယ်အဲ့နောက်မှာလူကအရင်ကအနိုင်ကျင့်ခံတဲ့မျိုးသမီးကိုလိုက်ရှာဖို့ထောက်သားပေးမိကံမကောင်းစွာပဲမတွေ့ဘဲနဲ့လက်ပလာနဲ့ပြန်လာခဲ့ရပါတယ်။ထိုင်လန်နေပေါ်ရာဖြစ်ပျက်တစ်ခုအနေနဲ့လူရဲစခန်းရောက်တဲ့အခါမှာကြောက်စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ရောဘတ်ဟာ ကိုတော်လုံးကြီးနဲ့သူ့ရဲ့အချင်းဖော်ရဲ့အသေးကိုအရင်အရသာကန်စားတော့နေတော့ပါခဏကြာတော့တခြားရဲရရှိတွေနဲ့ဆေးဘက်ဆိုင်ရာဖွဲ့ကအလောင်းကိုရှင်းလိုက်ကြပါတယ်လူရဲ့ဖေးဖီသူရေကျော်လေးရောက်လာပြီးတော့ရော့ဘတ်ကိုစေရောကဆစ်ဆစ်ဖို့ပို့မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အရင်ညလူရဲ့တောင်းဝင်ပြီးတော့အင်ပြန်လာနေတော့မှာပဲမင်းတင်ကားဆရာမြင်ငွေတစ်ခုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့ရေကျော်ရဲ့ရင်းနှီးဆုံးရရှိနေဦးကရော့ဘတ်ကိုအရေးကားတစ်စီးစီကို ခေါ်ထုတ်သွားတာပါသူတို့နောက်ကိုလိုက်သွားကြည့်တော့လေမန္တလေးပန်းချန်တွေကိုရောက်သွားပြီးရရှိတွေကရောဘတ်လက်တွေကိုဖြုတ်ပြီးတော့သူ့ကိုလှုပ်ပေးပြီးတော့မောင်းထွက်သွားပါတယ်ရောဘတ်ကဘာမှမဖြစ်သလိုပန်းချန်နဲ့ရှောက်ဝင်သွားပြီးတော့တိကျစီပြပြနေတဲ့လူက သူ့နောက်ကနေလိုက်ဝင်သွားပါတယ်ခဏနေတော့ကစားကွင်းကြောက်ပြီးရောဘတ်ကတခြားလူကြီးတယောက်နဲ့တူအဖျော်လေးကားရှိကြီးပေါ်တက်သွားတာကိုတွေ့လိုက်ရပါတယ်ဒီဂျေတဲ့ဘက်မှာတော့လူဝစ်နဲ့အဲလစ်တို့ကစကားပြောနေတော့မှပဲလမ်းမှာမှာတခုခုကျိုးချီနေတဲ့တန်ကိုကြားလိုက်ရပါတယ်သူတို့အမြန်သွားကြည့်တဲ့ခါမှာစပွဲပေါ်မှာစာအိတ်တွေကိုတွေ့လိုက်ရပါတယ်အဲလစ်ကဖွင့်ကြည့်လိုက်တဲ့ခါမှာအဲဒီစာအိတ်ကဘေ့ချ်မီသားစုရဲ့ဖိတ်စာဖြစ်နေခဲ့ပါတယ်တကောင်ရန်ချင်းကစားကွင်းမှာညစာစားပွဲနဲ့တောက်ဖို့ဖိတ်ခေါ်ထားတာပါ အဲဒီနောက်မှာလူဝစ်နဲ့အဲလီစ်တို့ဖိတ်ထားတဲ့နေရာကိုရောက်သွားတဲ့ခါမှာတော့ဇပွဲတစ်ခုချထားတွေ့လဲရပါတယ်။အဲဒီမှာတော့ဂျိုးဆာထိုင်နေပြီးမင်းကလေးနဲ့သူနဲ့တူလာ join မှုအတွက်ဖိတ်ခေါ်လိုက်ပါတယ်။အသားအင်းတွေအများကြီးချထားပြီးတော့ခဏနေတော့ ိန်တလုံးကရုတ်တရက်သူတို့ပတ်ပတ်လေးမှာပေါ်လာခဲ့ပါတယ်ချင်းချင်းဆိုသူတို့ပဲလူဝစ်ကဒီစပွဲပေါ်မှာထိုင်နေတဲ့သူတွေဟာဖိရှ်မီသားစုဝင်နေပဲဆိုတာသိလိုက်ရပါတယ်မီသားစုရဲ့ဖခင်ဂျိုးဆပ်၊သားကြီးရော့ဘတ်နဲ့သူစနီအီဒီပြီးတော့သူ့တငယ်ချင်းဂျိုးဆပ်၊ဂျိုးဆပ်ရဲ့ညီအော်စင်သူတို့ရဲ့အဖွားကြီးရူ့ဂျိုးဆပ်ရဲ့ဇနီးအီဗီနာတို့ရှိနေခဲ့ပါတယ်ဒါတွေကိုဘာမှအန်အော်တော်လိုခြင်းမရှိဘဲနဲ့အဲလစ်ကဇိုးပါပြက်သွားလေးလို့သာမိလိုက်ပါတယ်ဒါပေမဲ့ဂျိုးဆပ်ကပြုံးမပြုံးပြနေခဲ့ပါတယ်ပြီးတော့ရုတ်တရက်လေးပင်းတစ်ချက်ကတိုက်ခတ်လာပြီးဖျောက်တိုင်းနေအကုန်လုံးငြိမ်းသွားကမိသားစုတွေအကုန်လုံးပြောက်ကွယ်သွားပါတယ် နောက်တော့မလုံနိုင်အောင်ဖြစ်သွားပြီးတော့အဲလစ်စာဂျိုးဆက်နဲ့တူတူစပွဲမှာတယောက်တည်းပြန်ထိုင်နေတာတွေ့လိုက်ရပါတယ်ဂျိုးဆက်ကဘာမှနိုင်ခြင်းမရှိသူအင်းနေငယ်ပဲထွက်မယ်လို့အဲလစ်ကိုပြောနေခဲ့ပါတယ်ဖောက်ဆက်ကရိယာတစ်ခုထုတ်ပြီးတော့အဲလစ်ရဲ့ဥကန်းကုန်ကိုဖောက်ပါတယ်သူတွေသူမျက်နှာပေါ်မှာစီးကြနေလို့ဂျိုးဆက်ကမှန်တစ်ချက်ပြီးပြီးတော့ကြည့်ကမ်းပါတယ်အရန်ကြောက်တော့လို့ဆိုရတယ်အဲလစ်ကသူ့ရဲ့ဥကန်းကုန်ကအစိပ်ပိုင်းတစ်ခုပြောင်းနေပြီးသူ့ရဲ့အုံနောက်ကိုပါမြင်တွေ့နေရပါတယ်ဂျိုးဆက်ကအဲ့ဒီအချိန်မှာသူ့ရဲ့အုံနောက်ကိုအေးအေးဆေးဆေးဆွဲကြည့်ပြီးတော့ Mr. Schizophrenia လို့ခေါ်တဲ့ထူးဆန်းတဲ့လူသေးသေးလေးတစ်ယောက်ကိုဥကောင်းထဲကနေရှာတွေ့ခဲ့ပါတယ်ဒီကောင်သာတက်ဝင်လာရင် အလစ်ကလည်းသူ့အမေနဲ့သူ့အမလိုပဲစိတ်ပိုင်းဆိုင်ရာမူမမှန်တော့ဘူးလို့တတိပေးနေခဲ့ပါတယ်။ဒါပေမဲ့ဂျိုးဆက်ကအလစ်ကိုလိကားပေါ်တက်ပြီးမိသားစုနဲ့တွေ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အလစ်နဲ့သူ့အမဟာသူ့ရဲ့သမီးတွေကိုတတိယစေတယ်လို့ပြောပြီးတော့ဂျိုးဆက်ဟာလေထဲမှာပျောက်ကွယ်သွားပါတယ်။အဲဒီချိန်မှာအလစ်ကပြန်လုံနိုင်သွားပြီးသူ့ရဲ့ဦးခေါင်းကပြန်ကောင်းသွားတော့တွေ့ခဲ့ရပါတယ်။သူကစားခွင့်လည်းကစပွဲပေါ်မှာထိုင်နေပြီးတော့လူးဝစ်မှလွယ်ပြီးဘူးမှမရှိတော့ပါဘူး။ သူရှိမှလေလောက်တွေတက်နေတဲ့ပိုင်းပိုင်းဖြတ်ထားတဲ့အသားရှိပြီးတော့အဲ့ညမှာတန်ညာရဲ့ပြက်နေတဲ့လက်တစ်ဖက်လေးပါနေတာတွေ့လိုက်ရပါတယ်ဒီပြက်ပြက်ပြီးတဲ့နောက်မှာအမျိုးသမီးနှုတ်ကဇပွဲပေါ်ကနေထပြေးပြီးတော့အန်ကြပါတော့တယ်ပြန်ကြည့်တဲ့အခါမှာတော့ဇပွဲတွေလူသားသားတွေအိမ်နေအလုံးလုံးဝပျောက်ကွယ်သွားပြီးအိမ်မှာဇိုးရီချိုးကန်နေရှိနေတော့ဂျိုးဆက်ကရုတ်တရက်ပေါ်လာပြီးတော့ရီချိုးကန်ပေါ်မှာထားလိုက်ပါတယ်ဂျိုးဆက်ကဇိုးကိုဘယ်တော့မှမနာကျင်စရာဘူးတကူကိုစားရင်ပိုကောင်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်လူကမင်းညကရာဇဝဲကောင်တယောက်အပြူအလီကားရှိကြည့်ပေါ်တက်သွားတာမြင်ခဲ့ကြောင်းပုံပုံလေးလေးဝင်ခတ်လိုက်ပါတယ် ။ဒါပေမဲ့လေစိတ်အယံကနာမငြိမ်ဖြစ်နေတဲ့ Alice ကဒီစကားပိုင်းကိုစိတ်မဝင်စားဘဲနဲ့ဆက်လျှောက်သွားပါတယ်။အမေသမီးနီဟုအိမ်ပြန်ရောက်တဲ့အခါမှာ Alice ရဲ့လို့ပေါ်ကံပဲနတ်တန်ရောက်နေတာတွေ့လိုက်ရပါတယ်။သူလုတ်ပြက်တာတွေကြောင့်ပြောပေမဲ့ Alice ကသူ့ကိုလိလိရှူပြီးအိမ်ထဲဝင်သွားပါတယ်။အိမ်တော့ Alice နဲ့သူ့အမဆိုးရှိတဲ့အိမ်ခန်းစီကိုပြေးသွားပါတယ်။ဘူးတဲ့ရာသီဥတုဖြစ်ပေမဲ့ဇိုးကစောင်းတဲ့အဝတ်တွေဆွဲချုံထားတာကြောင့် Alice ကတန်တရာဝင်သွားပါတယ်။သူဆွဲပယ်လိုက်တဲ့အခါမှာဇိုးရဲ့ခြေထောက်မှာသွေးတွေအကြီးအကျယ်ထွက်နေတာတွေ့လိုက်ရပါတယ်။ဇိုးဝင်ခါလေရုတ်တရက်ခဏကြာကိုကူးပြောင်းသွားပါတယ်။ ဆိုကိုစေယုံတကူးစီကိုပို့ထားတွေ့လဲရပါတယ်။ Elias ကသူ့ဘေးမှာရှိနေပြီးနေတဲ့အိမ်ပိုင်ရှိ Louis ကတော့အခန်းပြင်ဘက်ကနေတကားနားမှာစောင့်နေကြပါတယ်။အဲဒီချိန်မှာ Louis ကို Luke ကဖုန်းဝင်လာပြီးချင်းချင်းတွေ့ချင်တယ်လို့ပြောလိုက်ပါတယ်။သူကလည်းတရားဝင်ကိစ္စနဲ့စေယုံရောက်နေပြီးထင်မင်းစားဆောင်မှာရှိနေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မဲ့ Louis နဲ့နေတဲ့အောက်တက်စီမီတို့ရဲရရှိနေတွေ့ဖို့သွားကြပါတယ်။ခဏကြာမှာသူတို့စေယုံထင်မင်းဆောင်မှာ Luke နဲ့တွေ့ပြီး Luke ကစတင်ဖွင့်ရပါတော့တယ်။သူ့ဘေးရဲ့လူတရားမင်းညားကမန်တလီပန်းချာမှာလူသားသမားတရားကိုလူပေးခဲ့ကြအောင်ဒီကြားသွေးကံကောင်နောက်ပိုင်းလေကားပေါ်တက်ပြီးလူကြီးတယောက်နဲ့တူတကားနောက်မှာပြောက်ကွယ်သွားကြအောင်ရှင်းပြပါတယ်။ သူတို့စူးနေနေတော့ Robert ကတမင်းစားဆောင်ပြေပေါ်မှာရောက်လာပါတယ်သူတို့ကိုမြင်ပေမဲ့ထူးဆန်းတာဘာမှမဖြစ်သလိုပုံမှန်တက်ကပြီးတော့တော့မှဆက်ပြီးတော့သွားနေခဲ့ပါတယ်။လူကအဲ့ဒီမြင်ခွင့်ကြောင့်လန့်သွားပြီးသူတနက်ကိုထုတ်ကစိတ်မမှန်နဲ့ရာသပွဲကောင်နောက်ကိုအပေါ်တက်ကိုလိုက်သွားပါတယ်။အပေါ်တက်မှာတော့ Alice နဲ့ဆိုတော့ဒဏ်ရာအခြေအနေကြောင်းပြောနေကြပါတယ်။ဇိုးကသူ့ကျတော့ကဒဏ်ရာကြီးဘယ်လိုရလာလဲဆိုတော့မပြောပြပါဘူး။ဒါပေမဲ့လည်းနောက်ကျောင်းပြန်တဲ့မြင်ခွင့်ကနေဇိုးဟာသူ့ကိုယ်တိုင်သူ့ပေါင်သားကိုဓာတ်နဲ့လီးပြပြီးတော့ဒုစွန်းတဆယူကမဝင်မရဲနဲ့စားခဲ့တာတွေ့ရပါတယ်။ ဈေးရွယ်တခြားနေရာမှာတော့ loop lewis နဲ့ nathan တို့က robert ကိုရှာနေကြပေမဲ့ robert ထောင်ထားတဲ့ထောင်ချောင်းထဲကိုတိတ်တိတ်ဝင်သွားပါတယ် robert က nathan ကိုတခြားဖွင့်နဲ့ကွဲတောင်းလုံနိုင်ပြီးတော့သူ့ရဲ့လေဘင်းကိုဓာတ်နဲ့လေးမြဲစွာလှိဖက်လိုက်ပါတယ်ဒေါသထွက်နေတဲ့လူကသူ့တနတ်ကိုရာဇဝဲကောင်စီကိုချိန်ပြီးတော့မြေပေါ်ဆင်းမုံမေးပေးလိုက်ပါတယ်အန်ဟောစီကကောင်းဆောင်ပေး robert ကနာခံပြီးလက်တက်ခတ်ခံခဲ့ပါတယ်ဒါမဲ့လေသူကယူတယောက်လိုရေမောနေခဲ့ပြန်ပါလေဒီချိန်မှာအဲလစ်ရဲ့အမျိုးမျိုးသောမြင်ကွင်းတွေမြင်နေရပါတယ်သူဟာစိတ်ယုံစိတ်ယုံဌာနစီကိုပြေးသွားပြီးတော့စိတ်ကိုပြေးရော့စေတဲ့စိတ်တမျိုးရှာဖို့ကြိုးစားခဲ့ပါတယ်မကြခင်မှာပြန်လာတော့သူ့မှာဇိုးပြောင်နေတာတွေ့လက်ရပါတယ် အဲ့နောက်ဂျိုးဆက်ခြံထားခဲ့တဲ့မှတ်စုတစ်ခုတွေ့ရပြီးဇိုးပေါ်တဲ့တက်သွားကြောင်းအဲလီဆဲသူ့အမနာကိုလိုက်လာဖို့တိုက်တွန်းထားကြတွေ့ခဲ့ရပါတယ်ဒီတော့တဲမှာလူကရောဘတ်ကိုကားနောက်ကန်းထိုက်ကိုမှထိုင်ပြီးတော့ရဲစခန်းကိုမောင်းနေပါတယ်ရာသွေးကောင်ကဘာမှမဖြစ်တယ်လို့ပုံမှန်တိုက်လေချုံပြီးတော့တင်းငင်းနေပါတယ်ဒါလူကိုဒေါ်လာထွက်စီပြီးအပြက်ဖြတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့သူကတနက်ထုတ်ပြီးတော့ရောဘတ်ရင်မက်ကိုအချက်ပေါင်းများစွာပြစ်လိုက်ပါတယ်ဒီချိန်မှာတစ်ဖက်မှာတော့အဲလီဆဲကသူ့မရှာဖို့ပန်းကျင်နေကိုရောက်နေပြီးဇိုးရှာရီဖို့အချိန်သိမ့်မကြလိုက်ပါဘူးဂျိုးဆက်ကဇိုးကိုလှေကားဖို့ဥဆောင်ခေါ်သွားပြီးတော့အပေါ်တက်က တကားတဲ့ဝင်သွားတာတွေ့လိုက်ရလို့ပါတခြားရွေးချယ်ကြမရှိတော့တဲ့အဲလစ်စေလေကားပေါ်ကိုကိုယ်တိုင်တက်ပြီးတော့တကားတဲ့ဝင်သွားပါတယ်ဇလန်တော့ရဲ့ဒီအပိုင်းကတော့ရင်တမမနဲ့ဇက်ဝင်ကန်ပြီးဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာတကားရဲ့ဟိုဘက်မှာအဲလစ်ကိုဘယ်လိုရနိုင်ရင်ဆိုင်ရမလဲစိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်